တနင်္လာသားသမီးများအတွက်ဖြစ်ပါတယ်။တနင်္လာသားသမီးများဒီဗီဒီယိုလိုက်ကလေးကိုအစအဆုံးလေးကြည့်ရှုဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲဆိုရင်တနင်္လာသားသမီးများဒီ17လပိုင်းမှာတနင်္လာကြာသပတိဘုဒ္ဓဘူး။တနင်္ဂနွေသားသမီးများ ਨੇ အထူးတတိထားပြီးတော့မှစက်တူလုပ်ငန်းတွေလောက်ကင်ပေးရမှာဖြစ်ပါတယ်။ အဲ့တော့တနင်္လာကြာသာပြီးဗုဒ္ဓဘူးတနင်္ဂနွေအဲ့လိုနေသားသမီးမျိုးနဲ့တနင်္လာသားသမီးတွေကရှောင်ကျင်ပြီးတော့မှလောက်ကန်နေဆိုရင်ပုံမူပြီးတော့အကျိုးရှိစေပါတယ်ဒီဆက်တနာပိုင်းမှာတနင်္လာသားသမီးတွေကအရာရာမှာအောင်မြင်မှုတွေပိုင်ဆိုင်ရမယ်လာတလဖြစ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ကမိမိတို့ရဲ့စက်တူလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘူးကြာသာပြီးတနင်္ဂနွေ ဲ့ဒီနေ့နဲ့သားသမီးတွေနဲ့ဆက်တူလုပ်ငန်းတွေမပြုတ်လောက်ပါနဲ့ဒီဆက်တလာပိုင်းမှာတော့မကောင်းသေးပါဘူးဆက်တလာပိုင်းကြော်သွားရင်တော့တမျိုးဖြစ်သွားပါလိမ့်မယ်ဒါကြောင့်တနေ့လာသားသမီးများ ဆိုလို့ရှိရင်လူမှုရေးတွေအိမ်အောင်ရေးတွေအချစ်ရေးတွေမှာဒီဆက်တလာပိုင်းကာလမှာ အရာအားလုံးကို အောင်မြင်နေပါတယ်အချစ်ရေးမှာပဲဖြစ်ဖြစ်အောင်မြင်နေအိမ်အောင်ရေးမှာပဲဖြစ်ဖြစ်စိတ်ချမ်းသာရမယ် လူမှုရေးပိုင်းတွေမှာလည်းကိုမပါရင်မပြီးသလိုဝင်ဆက်နိုင်ပါတယ်။တနင်္လာသားသမီးတွေကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်မသက်မသာ အကုန်ကြများနေတာ ထွက်နေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများဆိုရင်တော့ဒီဆက်တလာပိုင်းမှာငွေကြေးရင်းနှီးမြှုပ်နှံတာမျိုးတွေအထူးကူယူဆရမယ့်ကာလတစ်ခုဖြစ်ပါတယ်။မိမိတို့အနေနဲ့အိမ်အသစ်ဖွင့်တာ၊ဆိုင်အသစ်ဖွင့်တာတွေ မင်္ဂလာရက်မြက်အခါရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒီ17လအပိုင်းမှာ3ရက်8ရက်16ရက်18ရက်22ရက်24ရက်30ရက်အဲ့လိုရက်မျိုးတွေကတော့အကောင်းဆုံးနေ့ရက်တွေဖြစ်ပါတယ်ဒီလိုရက်မျိုးတွေမှာမိမိတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်မယ်ပြောဆိုမယ်ဆိုရင်တော့အောင်မြင်မှာဖြစ်ကြပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ဒီလိုရက်ကလေးတွေကိုအသေးစိတ်မှတ်ထားဖို့လိုအပ်ပါတယ် တနင်္လာသားသမီးများမိမိတို့အနေနဲ့ကဒီလလေးမှာဘာပဲလှုပ်လှုပ်အပင်ပန်းလေးခံပြီးပါနည်းနည်းသိခံပြီးပါစိတ်ရှိပြီးပါဘာပဲဖြစ်ဖြစ်ဒေါရထွက်နဲ့ဒေါရထွက်တာနဲတာနော်ကိုလိုချင်တာလေးရယူပိုင်ဆိုင်မှုလေးနဲတာလေးရှော့ပေးရမယ်ကာလတစ်ခု ဖြစ်ပါတယ်ညီကိစ္စတွေညီရအိမ်ချမ်းကြီးကိစ္စတွေအောင်မြင်တတ်ပါတယ်အမွေအနှစ်ရတဲ့ကာလတစ်ခု ြောလို့ရပါတယ်။အဲ့တော့ဒီကာလမှာအမွေကိစ္စတွေဆောင်ရွက်နေရင်တော့စိတ်အေးအေးထားပြီးတော့ဒါဆောင်ရွက်ပါကိုယ်အတွက်အောင်မြင်မှုတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်။အနည်းလာသားသမီးများဒီကာလမှာမိမိတို့အနေနဲ့ကျမရဲ့အထူးကူဆက်ရမယ့်ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့ကဒီကာလမှာလက်လာပတ်တွေရှင်ကျင်နေကိုယ့်ရဲ့ကောင်းသတင်းတွေ၊ဂုဏ်သတင်းတွေတိုးတက်ခြင်းနဲ့ကိုယ့်ရဲ့အလုပ်အကိုင်းတွေအလုပ်ပြောင်းနေရပြောင်းနေကောင်းခြင်းနဲ့ဆိုရင်တော့ ကိုယ့်အိမ်မှာရေပုံးတွေရေကန်တွေရေပိုက်တွေပြက်နေတာမျိုးတွေပြုပြင်ပေးလိုက်ပါရေနဲ့ပတ်သက်တဲ့နေရာမှာပျက်စီးနေတာမျိုးတွေရှင်ရင်လည်းပြုပြင်ပေးလိုက်ပါဒါဆိုရင်ကံကောင်းသွားမှာဖြစ်ပါတယ်တနင်္လာသားသမီးများဆိုလို့ရှိရင်ဒီလိုကာလမျိုးမှာမိမိတို့အနေနဲ့ဟာလူလိန်ခံရတတ်ပါတယ်အဲ့တော့လူလိန်တတိထားမှာဖြစ်ပါတယ်မိမိတို့လုပ်နေကြလုပ်ငန်းလေးတွေပို့ပို့ပြီးတော့အဆင်ပြေလာတာမျိုးတွေလည်းတွေ့ရတတ်ပါတ ကောင်းမွန်တဲ့နမိတ်စကားလေးတွေကောင်းမွန်တဲ့သတင်းစကားလေးတွေလည်းကြံရတတ်ပါတယ်။အဲ့တော့ခွဲခွာနေရတဲ့မိတ်ဆွေတငယ်ချင်းချစ်သူเนาะကိုယ့်ရဲ့အိမ်တော်ဘက်တွေရှိတယ်ဆိုရင်တော့ဒီကာလမှာပြန်လဲဆုံတွေ့နိုင်ပါတယ်။ပြန်ပြီးတော့လည်းအတူနေရတတ်ပါတယ်။အဲ့တော့ရွယ်ဝေးမှာရောက်ရှိနေရဆိုရင်တော့သူ့အတွက်နဲ့ပတ်သက်တဲ့သတင်းစကားတွေကြားတတ်တဲ့လက်ဆောင်ပစ္စည်းတွေရရှိတတ်ပါတယ်။ ဒီကာလာလေးမှာတင်းလာသားသမီးတွေရာမျက်နှာပွင့်နဲ့စမ်းပွင့်တဲ့ကာလာတစ်ခုဖြစ်ပါတယ်။ကံကောင်းတဲ့ကာလာတစ်ခုလို့လည်းပြောလို့ရပါတယ်။မိမိတို့အနေနဲ့အကျိုးပေးတဲ့နေသားသမီးတွေရာစနေအင်္ဂါတောက်ကြနေသားသမီးများကမိမိနဲ့စတူစည်းဝါးတွေစောင့်ရွက်မယ်ဆိုရင်တော့အောင်မြင်တတ်ပါ။ဒါကြောင့်ဒီကာလာလေးမှာမကြခဏခေါင်းကိုက်တာတွေခေါင်းမူတာတွေတော့ဖြစ်တတ်ပါတယ်။တင်းလာသားသမီးများဘာပဲလုပ်လို့ကံကောင်းနေရတဲ့ကာလာတစ်ခုဆိုရင်လည်းမမားပါဘူး။ငွေမပြတ်ဘူးလက်ထဲမှာရှိနေတတ်ပါတယ်။ မိမိတို့ရဲ့လမ်းထိပ်အိမ်နီးနားမှာလူတိတ်ဆုံးသွားတာမျိုးတွေအာတုပပေါ်လာတာမျိုးတွေဖြစ်ရင်တော့လုံးဝမသွားပါနဲ့ဒါဆိုရင်ကိုယ့်ရဲ့ကောင်းနေရင်းနဲ့ကံညံ့သွားတတ်ပါတယ်ဒီလာပိုင်းတော့ကတော့အာတုပသွားတာမျိုးတွေရှောင်ဝါမှာဖြစ်ပါတယ်တင်းနိုင်မြင်းနေတာမျိုးတွေလည်းရှောင်ဝါမှာဖြစ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးများဒီကာလလေးမှာမိမိတို့အနေနဲ့ကံမြင့်အောင်လို့မိမိတို့လှုပ်ဆောင်ရမယ့်အရာလေးတစ်ခုပါရှိပါတယ်ဒါလေးကတော့မိမိတို့ အိမ်ကြာသာပြီးနေညနေဆောင်မှာမိမိတို့လမ်းထိပ်မှာစမူသာ၅ခုကိုခွေးကိုအစာကျွေးပြီးတော့ပို့မှာဒီတလ17လပိုင်းမှာညံ့နေတဲ့အညံ့လေးတွေကြည်ပါစီလို့ပြောပြရမှာဖြစ်ပါတယ်။ဒေါ်စိန်၃ညွန့်နဲ့ရွက်လာလေးညွန့်ကိုအိမ်ပြားမှာအမြဲမပြတ်ထူလန်းပြရမှာဖြစ်ပါတယ်။ဒီကာလမှာတနင်္လာသားများတကူးကြီးပြားကိုသွားပြီးတော့မှအရှိရက်ကိုမျက်နာမှုပါ တောင်ရက်ကနေအရှိရက်ကိုမျက်နာမူပါဒါမှမဟုတ်အနောက်ရက်ကနေအရှိရက်ကိုမျက်နာမူပြီးတော့မိမိတို့စိတ်နေကြပတိလေးပဲဖြစ်ဖြစ်ယွနေကြဂါရာလေးပဲဖြစ်ဖြစ်ဂုံတော်လေးပဲဖြစ်ဖြစ်ကိုကပို့ရုတ်ပေးပါပြီးွားရင်အနောက်ရက်ကနေအရှိရက်ကိုမျက်နာမူပြီးတော့လူရစူတောင်းပေးလိုက်ပါစူတောင်းပြီးတော့မှကိုယ့်ရဲ့အရေးကြီးတဲ့ကိစ္စတွေစောင်းရွက်လိုက်ပါတေကြပေါ့အောင်မြင်သွားပါလိမ့်မယ်ကဲတနင်္လာသားမီးများစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနေပြေဆုံးပါစေစိတ်သွားတိုင်းကိုပါလူရစန္ဒတွေပြေဝနိုင်ကြပါစေရှင်